မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါအနည်းဒါတိအားလုံးရှင်ညမြေ channel မှာတစ်ဆင့်ဗီဒီယိုလက္ခဏာကံပြရပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ကနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအနည်းဒါတိအားလုံးစေတော်ကအပူမိမှာ ပြင်းရင်ကြပါစေ။ကကြီးသုံးပါးမှအမြန်ဆုံးကြော့လွားပြီးလူရာဆန္ဒတွေဧဝပါစေကြောင်းဤရင်လက္ခဏာကံပြာပညာတုတေသည်ဆရာကြီးဦးမြတ်ဆန်ကသုတောင်းမြတ်တာပို့တာအပ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကတော့ကျွန်တော်တို့ဇာတာပရိသတ်များအတွက်ကိုကျွန်တော်တို့ဇီဝတက်ခြင်းထပန်းခြင်းဆိုတဲ့ကဏ္ဍအနေပြီးတော့တင်ဆက်ပေးထားတယ်လို့ဒီတစ်ပတ်မှာလည်းတောက်ကြသားသမီးများအတွက်ကိုဇီဝတက်ခြင်းအပန်းခြင်းကဏ္ဍအနေပြီးတော့တောက်ကြသားသမီးများအတွက် တန်ကောင်းစေတဲ့အခြေတန်ကောင်းစေတဲ့အခါတန်ကောင်းစေတဲ့ဤရဲ့ဆောင်းရံရှောင်းရံများဟုအလားကဏိတာပြတ်ချက်ချင်းပဠိတာဟောပြောခြင်းတန်ဟိတလို့ခေါ်တဲ့တန်ကြာစီရင်မှုအပိုင်းများနဲ့ဣတိကြကြကျန်အကိုအကအထောက်တာခိုင်ငိုင်မာမာနဲ့ပြင်ပြပေးမှဖြစ်ပါလေဟုတ်ကဲ့ဆရာကြီးဦးမြတ်ဆန်ကိုကျွန်တော်တို့တချို့သူလည်းဖုံးဆက်ပြီးတော့မေးကြပါတယ်တချို့ကြတော့လည်းတက်တော့ကနေလာမေးကြတယ်ဟောတချို့ကြတော့လည်းရွှေညာမြေ channel မှာတစ်ဆင့် ဆရာကိုတာရောက်ပြီးနေပြန်ထားတဲ့ခொနဲ့သားပြီးများဆရာပြောတဲ့အတိုင်းလုပ်တာအောင်မြင်သွားကြတယ်ကြီးပွားသွားကြတယ်လူရဆန္ဒတွေပြေဝကြတယ်ဆရာရင်ဟိုတလောလေးရမှာဆရာပြောတဲ့အတိုင်းအမွေရတာအဲ့အမွေနဲ့ပဲအလူလေးလှုပ်လိုက်တာဆရာရင်တားချင်းပြီးအလူလေးတော့အောင်မြင်သွားပြီဆရာပြောတော့လေပြီးခဲ့တဲ့ဘက်ကကြီးထိုးတာဆရာပြောတာလေးနဲ့နည်းနည်းလေးအချိန်ကာလေးလွဲသွားလို့လားမသိဘူးဆရာရင်ကြီးကတော့ပဲရတယ်ဆိုတဲ့ညာလေတွေးရပါတယ်ဟုတ်ကဲ့ ဆရာတို့ကပြကြတော့အချိန်အခါပြကြတော့ကနန်းပြကြတော့နေ့ရက်များကိုပြပြကြကြပေးရတာဖြစ်တဲ့အတွက်ပြကြပြကြစွာပြုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဖြစ်ရောက်တော့အကျိုးစီးပွားများကိုရည်စီမှာဖြစ်ပါတယ်ခင်ဗျာနော်ဖုန်းလေးတူစွာပဲဆရာဦးမြတ်ဆန်ကိုကိုယ်ဆက်ပြီးမေးလို့အလားပြုလုပ်ခိုင်းတဲ့ရရရအစီအမများလဲပြုလုပ်တဲ့အခါမှာအိမ်တော်ရဲ့တွေဆရာရဲ့မိမအစအစင်းကိုမပြေဘူးပြောလိုက်တဲ့စကားကြီးကကမောက်ကမနဲ့ အခုဆရာကြီးကျွန်တော်ဘာပြောပြောဟုတ်ပြည့်ကြီးဖြစ်နေတာအော်အဲ့လိုလဲတွေးရတယ်ဗျเนาะအကြောင်းမလို့ဘာပဲပြောပြောအိမ်တော်ကြီးကိစ္စတွေအဆင်ပြေတယ်ဆရာကြီးစီဝါကြီးလောက်တာအရင်တော့ကတော့ဘလို့ပြင်းမှန်းကိုမသိဘူးတေလွဲတွေလွဲတာအခုဆရာရဲ့ channel ကနေပြီးတော့ကြည့်ကြည့်ပြီးတော့ဆရာပြောတဲ့အတိုင်းလိုက်လံလောက်တာလေဆရာစီဝါကြီးလေးလည်းတော်တော်လေးအဆင်ပြေနေပြီဆရာဓမင်းဆိုင်လေးလောက်တာဆရာရဲ့အစားတော်ကတော့ဝဲဓမင်းနဲ့သုံးကြည့်ဟင်းနဲ့သုံးကြည့် အခုဆရာပြောတဲ့အတိုင်းလုပ်တာဆရာကြီးချက်လို့ကိုမနိုင်ဘူးရောင်းရတယ်အရင်ပဲဆိုရက်အဲ့ဒီလိုအတန်လေးတွေကြားရတော့ကြီးွားတယ်ချမ်းသာတယ်အောင်မြင်တယ်နောက်တချို့ဆိုရင်လည်းကုမ္ပဏီလုပ်ငန်းမှာ အလုပ်သမားတွေကမမြဲဘူးဗျာနောက်တချို့ဆိုစတိုးဆိုင်နေနောက်ဆိုင်နေမှာအလုပ်သမားမမြဲတာကြီးအဲ့လိုအလုပ်သမားတွေအခုဆိုရင်ဆရာကြီးအလုပ်သမားတွေကရှိပြီးသားအလုပ်သမားမြဲအောင်နေမဟုတ်ဘူးနောက်တဲ့အခုအလုပ်သမားတွေကလာကျင်တာကျွန်တော်ကကိုကလုပ်ငန်းတိုးချဲ့ဖို့စဉ်းစားနေတာဆရာကြီး အဲ့ဒါလေးလည်းလုပ်ပါဦးဆိုတဲ့အလားခုနှစ်ရသားသမီးများကြားလို့လေဆရာတို့အတိုင်းမသိဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ အလုံယုံတစ်ခုမှစက်ယုံတစ်ခုမှကော်မတီတစ်ခုမှလုပ်သားကလည်းအရင်အရေးကြီးပါတယ်ကိုယ့်ရဲ့လက်အောက်ငယ်သားလို့ခေါ်တဲ့အလုပ်သမားမရှိရင်ကိုကိုယ်တိုင်ကလက်နှစ်ဖက်ပဲပါတာလေဘယ်လုံးနိုင်မှာတော့ထုံနေတူသွားပဲအလုပ်သမားကောင်းမှနော်ကိုယ့်ရဲ့လုပ်ငန်းကလည်းပဲလို့ရတယ်လို့ကံကောင်းပါလေစီဝါရေးဆိုတာတိုးတက်တာပါခင်ဗျာအဲကြောင့်မလို့ကံကောင်းမဲ့အချင်း ကံကောင်းမဲ့နေ့ရက်ကံကောင်းမဲ့အချိန်ကာလတွေစီးပွားတက်ခြင်းတပန်းစဉ်ကဏ္ဍကနေပြီးတော့မှဆရာဦးမြတ်ဆန်ကပြင်ဆက်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဆရာတို့ကတော့ဒါပဲလို့လို့ကျမ်းကိုထောက်ပြီးတော့ကျမ်းပေါ်ပေးတာဖြစ်ပါတယ်။ဆရာဦးမြတ်ဆန်ဆိုတာကလည်းကျွန်တော်တို့လက်ဝဲတုံတရာဇတ်တော်မှာမှန်တာပြောလို့ကျွန်တော်တို့မဲသာပုတ်ခံရတဲ့ဆိုတဲ့ယာသူမင်ရှိခဲ့ဘူးတော့ဆရာတို့ကတော့မှန်တာပဲပြောတတ်တယ်ဗျ။နော်။မဲသာမကလို့ဘယ်ပဲပို့ပို့ ဆရာဦးမြတ်ဆန်တို့ကတော့မှန်တာပဲပြောမှာပါအဲကြောင့်မလို့ကျမ်းကိုထောက်ပြီးလမ်းပေါက်ပေးတာဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့အတွေ့အကြုံအဟုတုဒကျမ်းအကိုကာများနဲ့တိကျခိုင်မာစွာဟောပြောပေးတာဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ဟောတဲ့ပြောတဲ့ဟာတွေကခဏရဲ့သာသမီများရဲ့အကျိုးကျေးဇူးများကိုအမတမများစွာရရှိတယ်လို့ကြားရတာဖြစ်တာဖြစ်တဲ့အတွက်အမတမအတိုင်းမသိဝမ်းသာပြီးဖြစ်ရပါတယ်ခင်ဗျနော်အားပဲလို့လို့ပေါ့လေ အလားသူ့အကျိုးကိုအကျိုးတဲ့နော်နော်အဲ့ဒါကြောင့်မလို့အကျိုးကျေးဇူးရှိတယ်ဆိုရှင်ဆရာတို့လည်းအကျိုးရှိတာပါပဲနော်ဒါကြောင့်မလို့ဘုန်းကြီးသားပြည်များဟာကုတီချင်းဒီကာလမှာခေကာလအချင်းတွေအချင်းကာရအလုံးဟာစိတ်တော်ကအပူမိတွေဖြစ်နေတာဟုတ်ပြအဲ့တော့စိတ်တော်ပေါ့အနေနဲ့အခုခုလေးလုံးလိုက်လို့အောင်မြင်သွားတယ်ဆိုရင်ဝမ်းသာရတာပေါ့ဗျာအဲ့လိုမျိုးမဟုတ်ပဲနဲ့ကြာချုံးသွားတယ်ရှိတာလေးတွေကုန်သွားတယ်ဒုက္ခတွေရောက်သွားတယ်ဆိုရင်တဘူးပေါ်နှစ်ဘူးစင် ဝဲဘူးရကင်းမောက်ဘဝမှာကြောက်တဲ့ကြောက်အောင်မရှိတော့တာပေါ့ဗျာအဲ့လိုမဖြစ်အောင်လို့ဆရာတို့ကတတ်နိုင်တဲ့ဘက်ကနေပြီးတော့အတတ်ပညာနဲ့ဥညီကြက်တင်နေခြင်းဖြစ်ပါတယ်ခင်ဗျအကြောင်းမလို့ဆရာရဲ့ရွှေညာမြေ channel ကိုလိုက်လံကြည့်ရှုနေကြတဲ့ခွန်ရသားပြင်းများအကျိုးကျေးဇူးများစွာရတယ်လို့ပြန်လဲကြားရတာဖြစ်တဲ့အတွက်အမှန်တမ်းမှဝမ်းသာပီးပြီးဖြစ်ရပါတယ်ဆရာရဲ့တက်တော်မှာလည်းအဲ့ဒီလိုပဲလာလာမေးကြပါတယ်ခင်ဗျနော်အကြောင်းမလို့ကိုယ့်ရဲ့လူဝင်ဆန္ဒတွေပြေဝစေဖို့ ဆရာရဲ့စီဝါတက်ချင်ဓပန်းစင်ကဏ္ဍကနေပြီးတော့မှာထိုင်လန်ပြုလုပ်ပေးကြဘူးလေဆရာတိုက်တွန်းပါတယ်ခင်ဗျာနော်တကယ်စည်ရနာအမှန်ပါစီဝါစီခြင်းနဲ့ချမ်းသာစီခြင်းနဲ့အောင်မြင်စီခြင်းနာကလေးဆရာတို့ရဲ့စည်ရနာအမှန်ပါခင်ဗျာနော်ဒါကြောင့်မလို့အခုဒီတပတ်မှာတော့တောက်ကြသားသမီးများအတွက်ကိုစီဝါတက်ချင်ဓပန်းစင်ပြုလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီလိုပြုလုပ်တဲ့အခါမှာတဲ့နော်တောက်ကြသားသမီးများဆိုတာက တောက်ကြဆိုတာကတက်တဘောကရေချက်ဖြစ်ပါတယ်ခင်ဗျအင်မတန်မှအေးမြပါတယ်ဘိုးဘတော်ညာလေရေဆိုတာကအေးမြပြီမဲ့လို့အောက်ကရင်သွေးနဲ့တွေ့လို့အောက်ကမီးနဲ့တွေ့လို့ရင်သွေးပြစ်သွားရင်နိုင်တဲ့လက်ပါပြက်စီတတ်ပါတယ်ခင်ဗျနော်အကြောင်မလို့မီးနဲ့တွေ့ရင်ကြီးရမအေးတော့ပါဘူးပူတတ်ပါတယ်ခင်ဗျထုံနည်းတူသာပဲတောက်ကြဆိုတာကခရီးစကားတဲ့လှောက်ရှားမှုနော်အကြောင်မလို့အသွားမတော်တလအသွားမတော်တလန့်အစားမတော်ရင်တလုံးတဲ့ ။ဟုတ်ပါတယ်ခင်ဗျ။တောက်ကြသားသမီးများဟာတောက်ကြသားစကားကြွယ်တယ်လို့ရှေ့တော့ကတော့ပြောကြတာပေါ့ဗျာ။တောက်ကြသားသမီးများဟာစကားပြောရမှာအင်မတန်မှစင်ကြင်ရပါတယ်ခင်ဗျ။နော်။အနေအေးပဲမဲ့လို့ငွေပွေးနဲ့လည်းတူပါတယ်ခင်ဗျ။နော်။တောက်ကြသူတာကြည်တတ်ပါ။တန်ရောစီအရန်ကြီးပါတယ်။နော်။တုတ်သွေးလို့လည်းတုတ်သွေးရမဲ့လို့ကျွန်တော်တို့ဘေးဒီပညာတွေမှာပါပါတယ်ခင်ဗျ။နော်။ဒါကြောင့်မလို့တောက်ကြသားသမီးများဟာအနေတော့အေးပါတယ်။ဒါပေမဲ့ငွေပွေးကတော့အစိတ်လည်းပြင်းပါတယ်ခင်ဗျ။ ကိုထီးရင်မကန့်ဘူးမာမာနာလည်းရှိပါတယ်ခင်ဗျတောက်ကြသားသမီးများအကြောင်းမလို့ဘာပဲလုပ်လို့ကိုကစိတ်စရနာလေးနဲ့ထလို့ဟာကိုလုတ်တဲ့အကျိုးကိုခံစားရတာအတိတ်ဆိုတာအရေးလိုပါပဲခင်ဗျနော်ကိုလုတ်တဲ့အကျိုးကိုပြန်ခံစားကြရတာတမတာပေါ့ဗျာကိုနည်းတူသာပဲကိုကအတိတ်ပစ္စုပန်အနာဂတ်တဲ့ကာလသုံးပါရှိတယ်ကိုရဲ့အတိတ်ကံမှာကိုကမကောင်းမှုဆိုရင်တော့အတိတ်ကံကိုကြွေးရှင်းလေပြစ်ဆက်ကြရတာတမတာပေါ့ဗျာ ဘာလို့လဲဆိုတော့၃လကဒေါက်တာမြတ်ဘရတောင်မှာပဲအတိတ်ကံကိုကြွေးရှင်ပြဆက်ရသေးတာပဲကိုလည်းဘာမှမလုပ်လို့ဥရုဇဉ်လူသားပဲဒါပေမဲ့ပြစ်စုံပံကံနဲ့အနာဂတ်ကံတော့ကောင်းမှုပြုလုပ်လို့ရပါသေးတယ်ခင်ဗျာနော်စေတနာကောင်းရင်ကံကောင်းတယ်ဆိုတာလည်းရှိပါတယ်အချို့ကြတော့လေအချို့စေတနာကောင်းကြတယ်ဗျကံမကောင်းဘာဖြစ်လို့လဲဆိုတော့အတိတ်ကံကိုကြွေးရရှိနေတာကိုအဲ့တော့အတိတ်ကံကိုကြွေးတဲ့ကုံနဲ့တနေ့ကိုယ့်ရဲ့အကျိုးစီးပွားကြီးကံကောင်းတဲ့နေ့ဖြစ်လာမှာပါအကြောင်းမလို့ တောက်ကြသားသမီးများဟာလာမယ့်နှစ်မှာတော့ထူးထူးခြားခြားအမွေရတာတွေထိပေါက်တာတွေနော်လူရင်းဆန္ဒတွေအိုသစ်တွေအိမ်သစ်တွေဗိမာန်သစ်တွေနေရာသစ်ဌာနသစ်တွေရမှာလဲသိကြပါရယ်ခင်ဗျနော်ဒါကတော့ကောသာအလို့ရပြောတာပါအဲ့တော့တောက်ကြသားသမီးများဟာကျွန်တော်တို့အမြင့်ကိုရင်လောက်ပင်စီကိုရွှေချအညွန့်ကိုဖျားလူဆိုတဲ့သူတောက်ကြရဲ့အညွန့်ဖြစ်တဲ့စနေနဲ့နော်စနေနဲ့ပန်းများကိုတူပါနော်နောက်တစ်ခုကစနေနံဖြစ်တဲ့တောက်ကြသားသမီးများဟာ အပြင်ကိုသွားတော့မယ်အလုတ်လုတ်တော့မယ်ဆိုရင်ခေါင်းပေါ်မှာအနီရောင်အုတ်တုတ်အနီရောင်တပက်အနီရောင်ပဝါအနီရောင်ခေါင်းကြီးလေးတွေကိုဥကောင်းမှာစောင်းပါခင်ဗျဟုတ်ကောက်ကြသားကြီးများဟာတော့အနီရောင်လေးတွေစောင်းပါခေါင်းကိုစောင်းပါခင်ဗျကျွန်တော်တို့ခြေထောက်မှာတော့အောက်မှာဖနက်စီးလို့ရှိရင်ဖြူရောင်ဖနက်ကလေးတွေစီးပါခင်ဗျဓာတ်စင်တယ်လို့ခေါ်ပါတယ်တော့ဓာတ်စင်တာနဲ့ဓာတ်ရိုက်တာမတူပါဘူးခင်ဗျတော့ကျွန်တော်တို့ channel မှာကောင်းစင်ရကူကစီဝါတက်ချင်တပန်းစင်လို့ခေါ်တာပါအဲကြောင့်မလို့ဓာတ်စင်တာပါခင်ဗျတော့အပီအောင်ဖနာကလေးတွေစီးပြီးတော့မှလောက်ပါခင်ဗျတော့အနီရောင်အုတ်ထုတ်ကလေးတွေအနီရောင်ဘဝလေးတွေအနီရောင်ခေါင်းစည်းလေးတွေပောက်ကြသားပြီးများကပြုတ်လို့ပြီးတော့မှကိုစီဝါရေးကိစ္စရေးလုပ်မယ်ဆိုရင်အောင်မြင်စီတတ်ပါတယ်ခင်ဗျတော့အဲ့ဒီဝလို့ချင်းပြူမိုင်းတဲ့အယောင်လေးတွေတော့ရောင်စုံလေးတွေရောနှောတဲ့အယောင်လေးတွေဝက်ပါခင်ဗျဒါဆိုရင်ကံကောင်းစီတတ်ပါတယ် လူရဆန္ဒလည်းပြေဝစီတတ်ပါတယ်ခင်ဗျ။ဟောဒါကြောင့်မလို့တောက်ကြသားသမီးများဟာကိုယ့်ရဲ့မွေးနေ့ကျွန်တော်တို့မွေးနေ့တောက်ကြနေမှာပေါ့ဗျာ။တောက်ကြနေရနေစပြီးတော့တောက်ကြနေမှာတဲ့။အေးရဖေးရမှာခင်ဗျကလေးနဲ့လည်းဆွတ်တော့ကပ်ပါခင်ဗျ။နောက်အမိအဖဆရာသမားများကိုလည်းအလူတန်းနေလောက်ပါခင်ဗျ။နော်။အလူတန်းနေလောက်ပြီးတော့ကိုယ်လိုတဲ့စုကိုတောင်းပါ။နောက်အတက်ကြီးတဲ့အဖိုးအဖွားတွေဖေးလူပေးပါခင်ဗျ။နော်ဖေးလူပေးပါ။ နဝင်းရည်ရည်လေးလှုပ်ပါခင်ဗျာနော်တောက်ကြသားသမီးများဟာနော်ကျွန်တော်တို့တောက်ကြတောက်ကြသားသမီးများဟာကျွန်တော်တို့တောက်ကြရဲ့ကဏ္ဍ6ကဏ္ဍဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့အင်္ဂါတော့မှာအဋိဒံပရိစိတ်ပါနဝင်းရိုက်တယ်လို့ခေါ်ပါတယ်ခင်ဗျာနော်နဝင်းရည်ရည်လေးလေးလှုပ်ပါခင်ဗျာနော်ဂုံတော်ကိုပါပရိလေးစိတ်ပါကိုနဝင်းပရိလေးတွေစိတ်ပါခင်ဗျာနဝင်းဆိုတာကပါဠိလိုမြန်မာလိုကကိုးကြပါတယ်ကိုးကြတော့နဝင်းရည်ရည်လေးတွေလှုပ်ပြီးတော့လုံမယ်ဆိုရင် ို့ရဲ့ကံတရားကြီးလေကံကောင်းစီတတ်ပါတယ်ခင်ဗျာနော်အဲ့တော့တောက်ကြသားသမီးများဟာတဲ့နော်ကျွန်တော်တို့ဘာပဲလို့လို့အစသာရလုပ်တော့မယ်ဆိုရင်တနင်္လာနေ့မှာလုပ်ပါခင်ဗျာတနင်္လာနေ့ကို6နာရီကနေ9နာရီခွဲတွင်းလုပ်မယ်ဆိုလို့ရှိရင်အောင်မြင်စီတတ်ပါတယ်ခင်ဗျာနော်အဲ့လိုလုပ်တဲ့အခါမှာလဲကျွန်တော်တို့အညက်ကလေးကိုဘုရားမှာလူးပြီးတော့မှဆူတောင်းပြီးတော့မှလုပ်ပါခင်ဗျာနော်အစသာရအောင်မြင်စီတတ်ပါတယ်နောက် စီးပွားရေးကိစ္စတွေစက်တူရှယ်ယာကိစ္စတွေအစုဆက်ရှယ်ယာကိစ္စတွေကုမ္ပဏီကိစ္စတွေစီးပွားအကြီးအကျယ်တွေလုပ်ကြတော့မယ်လုပ်ငန်းစတင်လုပ်တော့မယ်ဆိုရင်တော့ကြာတာပတင်းနေမှာလုပ်ပါခင်ဗျာနော်ကြာတာပတင်းနေကိုမနက်ပိုင်းစလုပ်ပါခင်ဗျာနော်အဲ့လိုပို့လုပ်တော့မယ်ဆိုရင်အင်းအားထွက်တော့မယ်ဆိုကြတဲ့အိမ်မှာအဝင်ထွက်ကလေးလုပ်ပါခင်ဗျာဒါဆိုရင်အောင်မြင်စေတတ်ပါတယ်အဲအိမ်တော်ရေးကိစ္စတို့အခြေရေးကိစ္စတို့နော်မိသားစုကိစ္စအုပ်စုကိစ္စတွေလုပ်တော့မယ်ဆိုရင်စတင်နေမှာလုပ်ပါခင်ဗျာမနက်ပိုင်းလုပ်ပါခင်ဗျာ ဟာမဟုတ်ဘူးဗျာကျွန်တော်တို့အချိန်ကုန်မရလို့စနေနေ့မှလောက်တော့မယ်တခုခုလောက်တော့မယ်ဆိုတော့10နာရီခွဲရနေ7နာရီအတွင်းကိုဒါပဲလောက်လို့တောက်ကြသားသမီးများအနေနဲ့အောင်မြင်စေတတ်ပါတယ်ခင်ဗျာနော်ဒါကြောင့်မလို့မိမိတို့ရဲ့ကံညာဝရိယနဲ့လည်းစိုက်ပါတယ်ခင်ဗျာနော်ကိုယ့်ရဲ့အကျင့်တရားသိက္ခာသမารီနဲ့လည်းစိုက်ပါတယ်ကံကောင်းခြင်းအရိဒံပတိတွေစိုက်ပါ နော်ဝိဇ္ဇာကဲ့သို့သောမမြင်ရတော့ပရလောကများကိုတိုင်တယ်ပြီးတော့ထူတောင်းပါတောက်ကြသားသမီးများဟာဒါကြောင့်မလို့ 今年一家啥比多，谁多家，农民啊，跟我比。哎，是,在是在那里的，农业生产的地娃娃在涨，去年我们一千万的，现现在一亩地五千二，数目刚到一百块钱。